ဘဝမှာလူရည်လို့ဖြစ်လာရင်ပတ်ဝန်းကျင်ဆိုတာရှိပတ်ဝန်းကျင်ဆိုတာရှိလာလို့ရှင်ကိုယ့်အပေါ်မှာလူတဲ့လူတွေရှိတယ်လို့မလူတဲ့လူတွေလည်းရှိမှာပဲလူတိုင်းသဘောကျအောင်ဘယ်သူမှမဆောင်ရွက်နိုင်ပါဘူးမြတ်စွာဘုရားလောက်အဖြစ်ခင်းတဲ့ပုဂ္ဂိုလ်ကိုတောင်မကြိုက်တဲ့ပုဂ္ဂိုလ်တွေရှိသေးတာပဲမဟုတ်လားမကြိုက်ရင်မကြိုက်သည့်အားလျော်စွာသူတို့မကြိုက်တဲ့အထင်ကိုနှုတ်ကမြတ်ပြီးတော့ပြောမှာပဲအဲ့ဒါတားလို့မရဘူး ကိုလည်းပဲသူများကိုမကြိုက်ရင်မကြိုက်တိအားလျော်ဆိုတာပြောတာပဲဟုတ်လားအဲ့တော့သူ့အထင်ကို तू လွတ်လွတ်လပ်လပ်ဖော်ထုတ်တာကိုကိုကဘာခံစားနေရရှိလဲစဉ်းစားကြည့်နော်တကယ်ကြီးဒီမိုင်းညာ तू မကြိုက်လို့မကြိုက်ဘူးပြောတဲ့ကိစ္စကိုကို့အတွက်ဘလောက်အရေးပါလို့အဲ့ဒါကိုကိုကခံစားနေတာလေမခံစားတဲ့ဘူးမြတ် तू ပြောတာသူ့စကား तू ထင်တာသူ့အထင် သူ့အထင်ဟာကိုယ့်ကိုဘာမှတကယ်တမ်းကပြောင်းလဲသွားစေတာမဟုတ်ဆိုလိုတာကသူ့ရဲ့သကားတန်လေးဟာကိုယ့်အပေါ်မှာဘာအကျိုးသက်ရောက်မှုမှတကယ်စင်စစ်ကတော့မရှိဘူးဟုတ်လားအဲ့ဒီသကားတန်ကြောင့်တော့ကိုယ်ဘာမှဖြစ်မသွားဘူးချီးမွမ်းလို့လည်းပဲကိုယ်တကယ်ကောင်းမသွားဘူးပင်ကိုယ်ကမကောင်းရင်မကောင်းပဲကဲရဲ့လို့လည်းပဲကိုယ်တကယ်ရုံမာတဲ့လူတစ်ယောက်ဖြစ်မသွားဘူးကိုယ်ပင်ကိုယ်ကဆိုးရင်ဆိုးမှာပဲကိုယ်ပင်ကိုယ်ကကောင်းရင်ကောင်းမှာပဲ ုတ်လားဒါကြောင့်စကားသံနေနဲ့ပတ်သက်ပြီးတော့ခိုင်မာတဲ့စိတ်ဓာတ်ရှိဖို့လိုအပ်တယ်ပဝင်းကျင်က ပြောတိုင်းတုံလှုပ်နေမယ်ဆိုလို့ရှိရင်တိရွက်၆တိရွက်လို့ကိုယ့်ရဲ့ဘဝဟာလွဲ့မျောသွားနိုင်တယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတိလောယထာဧကကနောဝါတိနာနာသမိရတိဧဝနေနာပတန္တာတုနာသမိစံတိပန္တိတာ အမျော်မြင်ကြီးတဲ့လူဉာဏ်ရှိတဲ့လူဆိုတာပဝင်းကျင်ကထွက်လာတဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းသကားသံတွေကိုမတုံလှုပ်တဲ့မူတဲ့ဥပမာဘာနဲ့တူလဲဆိုရင်တခဲနဲ့ကြောက်သားနဲ့ပြီးတဲ့ကြောက်တောင်ကြီးဟာအရက်လေးမျက်နာကတိုက်ခတ်လာတဲ့လေတို့ကြောင့်မတုံလှုပ်တဲ့လူမျိုးပဲဉာဏ်ရှိတဲ့လူဆိုတာအဲ့တော့ပဝင်းကျင်ကလေသူများရဲ့နှုတ်ဖျားကနေပြီးတော့အတန်ဒီဟူသောလေတွေကတော့ကိုယ်စီကိုတိုက်ခတ်လာမှာပဲလေ ကိုကအဲ့ဒါတုံလှုပ်နေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝဟာဘာမှခိုင်မာမှုမရှိတော့အဲ့တော့သူများ ပြောတိုင်းခံစားမနေနဲ့ခံစားနေရင်ကိုယ်မှာဒေါသဖြစ်တဲ့အချိန်ကုန်နဲ့ဘာအကျိုးမှမရှိဘူးမခံစားဖို့ရာကလည်းကိုကနှလုံးသွင်းမှန်ဖို့လိုသေးတယ်ဘလို့နှလုံးသွင်းရမှာလဲဆိုအဲ့ဒီစကားကတက်တက်ကြောင်းတော့ငါဘာမှပြောင်းလဲမသွားဘူးဆိုတဲ့အချက်သူကောင်းတယ်ပြောလို့လည်းတကယ်ကောင်းတာမဟုတ်ဘူး သူဆိုးတယ်ပြောလို့လဲကိုတကယ်ဆိုးသွားတာမဟုတ်ကိုကတော့ငကိုးငကိုးအတိုင်းပဲသူထင်တာသူ့အထင်ပဲလေသူပြောတာသူ့အပြောပဲလေ